Brian Abumo နဲ့ Jadon Sancho နဲ့ပတ်သက်ပြီးတော့ Manchester United ရဲ့လက်ရည်နောက်ဆုံးရ update တွေကိုဒီဗီဒီယိုမှာဆွေးနွေးတော့မှာဖြစ်ပါတယ်ခင်ဗျာ FIFA Club World Cup မှာဘောလုံးပွဲတွေကိုလိုက်ပါစီမျောခန်းစားဖို့ရအတွက် စိတ်ချရတဲ့ website တစ်ခုရှာနေရဆိုရင်တော့ Melbourne ရှိပါတယ်။ Melbourne ဆိုလို့ရှိရင် One is Pet လို့ပဲကိုယ်တိုင်အကောင့်ဖွင့်ကိုယ်တိုင်ငွေသွင်းငွေထုတ်ပြုလုပ်နိုင်တာဖြစ်ပြီးတော့ကောင်းဖွင့်မယ်ဆိုလို့ရှိရင်ပရိုမိုကုတ်9ညလတစ်နိုင်ကိုအသုံးပြုပြီးတော့100% bonus ကိုလည်းကြာယူနိုင်ပါပြီ။အသေးစိတ်ကိုတော့ကျွန်တော် first comment မှာချပေးထားတယ်။ Telegram channel နဲ့ Fiber နံပါတ်တရနေပြီးတော့ဆက်သွယ်ဆောင်လမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။အားလုံးမင်္ဂလာပါ Daily Demand YouTube Channel နဲ့ပြီးတော့အားလုံးကိုကျူတူပါတယ်ကျော်ဒီနေ့26ရက်နေ့ရဲ့ Manchester United နဲ့နောက်ဆုံးကြာနာတဲ့ update ကိုတို့ပြီးတော့ဆွေးနွေးကြအောင်ပါနော်ဆိုတော့ ဒီလေးစလိုက်ပါမယ်ဆိုတော့ပထမဦးဆုံးကျွန်တော်တို့ဒီ brand ammo နဲ့ပတ်သက်ပြီးတော့ပါကျတော့အမှုနဲ့ပတ်သက်ပြီးတော့ကတော့ကျွန်တော်တို့ပရိသတ်တွေတော်တော်ကိုစိတ်မစ္စတာတွေမှာပါတယ်ကျွန်တော်ကလည်းစိတ်မစ္စတာကောနော်ဘာလို့ဘာဘာကြောင့်လဲလောက်တော့ကျွန်တော်ကြားနေတလေပေါ့နော်ဆိုတော့အဲကျွန်တော်တို့ဒီအမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မနေ့ကတော့ထူးထူးမနေ့ကလည်းတနေ့ကလည်းနော်ကျွန်တော်တို့ထူးထူးခြားခြားပဲအသင်းဘက်ကနေပြီးတော့ကျွန်တော်ပေါင်60တက်ပို့တဲ့ပမာဏတစ်ခုနဲ့အဲ brand full ဘက်ကိုကျွန်တော်တို့အဲကန်လန်းထားတာကျွန်တော်တို့ရှိပြီ okay ဒီနေ့ထားမှာဆိုလို့ရှိရင်အတိအကျကျွန်တော်မသိရသေးဘူး ဒီနေရာမှာအခုလက်ရှိ Fabrizio Romano ရဲ့အကျော် update ရကစားသမားဖြစ်သူက Manchester United ကိုပဲကျွန်တော်ဟိုတွားခြင်းနဲ့အခြေအနေမျိုးသူရဲ့ကျွန်တော်တို့ဒီအဲဒီဘာနော် priority ကသူလို့ရှိရင် Manchester United ဖြစ်တယ်ဆိုတာမျိုးအဲဒီဘာနော်ကျွန်တော်တို့အဲ club နှစ်ခုဘက်ကကျွန်တော်နားလည်ထားအပြီးမှာဆိုရှင်လက်ရှိ Manchester United အနေနဲ့အဲဒီဘာနော် Brentford နဲ့အတူဒီအပြောင်းအရွှေ့ဖြစ်မြောက်ရေးအတွက်ဆွေးနွေးနေကြတဲ့ကျွန်တော်ဖြစ်တယ်ခေါ့နော်ဆွေးနွေးကြတဲ့ဖြစ်တယ် ။လက်ရှိနေကြမှာဆိုလို့ရှိရင်ဒီဘာနော်ကျွန်တော်ဒီဆွေးနွေးမှုတွေရဆိုလို့ရှိရင် advance အဆင့်ကိုကျွန်တော်ရောက်လာပြီ။နောက်ဆုံးအဆင့်ကိုကျွန်တော်ရောက်လာပြီဆိုပြီးတော့ memory ဝတ်ထပ်ပြီးတော့ update ထားပါတယ်။ဆိုတော့နောက်ဆုံးအဆင့်ဆိုတဲ့အနေအထားမှာကျွန်တော်တို့ဒီဘာနော်ပြီးနောက်ဆုံးထွက်ခဲ့တဲ့သတင်းတွေကျွန်တော်ပြန်ရှင်းကြည့်မယ်ဆိုလို့ရှိရင်ရောင်းရွှေ့ခြင်းတော့ပေါင်း60ထပ်ပိုးတဲ့ပမာဏနဲ့ကန်လန်ထားတယ်လို့ကျွန်တော်ပြောထားတယ်။လက်ရှိအချိန်ကြီးအရဆိုတဲ့ချက်တချို့တည်င်းတွေမှာကျွန်တော် ပေါ်ပြပုံရသလိုရှင်လေဒီဘာလို့ကျွန်တော်ဒီ add-ons လို့ခေါ်တဲ့ကျွန်တော်အပိုစုကြီးတွေကိုလက်ရှိကျွန်တော်ဆွေးနွေးနေတာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ပြောထားတယ် တော့ကလဒမားကစ်သူရဲ့ performance အပေါ်မှာအဲဒီပေါ်တော့တကယ်လို့ကျွန်တော်ဒီမှတ်ထားပါတော့အသင်းကဘာရတယ်ဆိုလို့ရှိရင်ဘယ်လောက်ထပ်ပေးရမယ်လို့အဲဒီဘနဘိုးသွင်းတယ်ဆိုလို့ရှိရင်ဘယ်လောက်ပေးရမယ်ဒီလိုပုံစံမျိုးကြီးကျွန်တော်တို့ထပ်ပြီးတော့ကျွန်တော်ဆွေးနွေးနေရဆိုပြီးတော့အဲဒီပေါ်တော့အာတော်တော်များများမှကျွန်တော် ပေါ်ပြနေကြတယ်ဆိုတော့ဒီအချက်ဒီခစ်လိမ့်မယ်လို့လည်းကျွန်တော်တော့ထင်တယ်ပေါ့နော်ဆိုတော့အခုလက်ရှိပေါင်းသွင်း60ဥမနာပေါင်းသွင်း60 initial fees ပြီးလို့ရှိရင်ကျွန်တော်ဒီ annual ကဘယ်လောက်လဲအဲဒီလိုပုံစံမျိုးပေါ့နော်ဒါမျိုးကျွန်တော်တို့ဖြစ်လိမ့်မယ်လို့ပြောကျွန်တော်ကတော့ ယူဆပါတယ်ဆိုတော့အရှိအဘိုင်းအဘမှုနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေတော်တော်လေးစိတ်မရှိကြတော့ဘူးဆိုတော့မှန်တယ်ဒါပေမဲ့လည်းပဲလုပ်လက်ရှိနေတာမှဆိုရှင်အဘမှုကိုကျွန်တော်တို့ခေါ်ယူရရှိရတဲ့အတွက် Bravo နဲ့ Manchester United ကြားရဲ့မှာအဲဒီဘာလို့ကျွန်တော်တို့ဒီဆွေးနွေးမှုရာဆိုလို့ရှင်နောက်ဆုံးအဆင့်ကိုကျွန်တော်တို့ရောက်လာနေပြီးတော့စကားပြောဆိုမှုတွေရာဆိုလို့ရှင်လည်းတော့တိုးတက်လျက်ရှိတဲ့ခြင်းမှာရှိပါတယ်ဆိုတော့အချင်းလေးကျွန်တော်တို့ကောင်းပါတယ်ပေါ့နော်ဆိုတော့အဲဒီဒီရပိုင်းအတွင်းမှာတင်ကျွန်တော်တို့ဒီမကြမီဟီဝီပို့နိုင်တော့မယ်လို့တော့ကျွန်တော်ကတော့ ထင်ပါတယ်ဆိုတော့ဒါပဲအပူပူနဲ့ပတ်သက်ပြီးတော့ပါနောက်ထပ်သတင်းလူခုကတော့ကျွန်တော်ဂျေဒန်ဆန်ချိုနဲ့ပတ်သက်ပြီးတော့ပါဆိုတော့အားလုံးတည်းရတဲ့အနေနဲ့ကျွန်တော်ဂျေဒန်ဆန်ချိုကအခုလက်ရှိကျွန်တော်ဒီဘယ်တော့ဟို Chelsea ကျွန်တော်ဒီ Chelsea ကလည်းအင်္ဂါနဲ့ပြန်လာပြီးမှအခုချိန်ထိကျွန်တော်တို့အသိမရသေးဘူးသူ့အစင်းဝင်စားတဲ့ club တွေမှာဆိုလို့ရှိရင်ကျွန်တော်ပူလီရှိတယ်ဦးလက်ရှိကျွန်တော်တို့ Juventus ဆိုတာကျွန်တော်ထပ်ပြီးတော့ခတ်လာပြီပေါ့နော်ဒါလက်ရှိကျွန်တော်ရထားတဲ့ဒီဘယ်တော့ Sky Sport Italy ရဲ့ကျွန်တော်ပေါ်ပြချက်မှာဆိုလို့ရှိရင် Juventus ဘက်ကကျွန်တော်ဒီ Manchester United နဲ့ ီဆက်ကျွေးအပြောင်းရှိအတွက်ကျွန်တော်တို့ဒီစကားတိုးစုံမှုတွေဆက်လက်လှုပ်ဆောင်ဖို့အတွက်အဲဒီပေါ့နော်ကျွန်တော်တို့ဒီမျှော်လင့်ထားရပေါ့ဒါလက်ရှိနေထားမှာဆိုလို့ရှိရင် club နှစ်ခုကြားမှာ club နှစ်ခုကြားမှာကျွန်တော်တို့ဒီကစားသမားရဲ့အပြောင်းရွှေ့အတွက်ကြောင့် video call တွေပါရင်းနဲ့အဲဒီပေါ့နော်ကျွန်တော်တို့ဒီဆွေးနွေးမှုတွေကြောင့်လှုပ်ဆောင်ဖို့အတွက်အဲဒီပေါ့နော်ကျွန်တော်တို့ဒီပြုလုပ်ထားတဲ့လူတွေချိန်ချက်တွေလှုပ်ထားတဲ့လူတွေကြောင့်ရှိတယ်ဆိုတော့ Juventus အနေနဲ့ကျွန်တော်တို့ဒီပေါ့နော် Napoli ကိုသူတို့ရဲ့ကျွန်တော်တို့ဒီတကယ်ပြိုင်မဲ့ဖြစ်တဲ့ Napoli ကိုဂျန်ဆန်ချိုရဲ့အပြောင်းရွှေ့မှာ သူတို့ကျွန်တော်တို့ဒီဘက်လက်ဦးမှုသူတို့ရယူခြင်းတဲ့အခြေအနေမျိုးမှာကျွန်တော်ရှိနေပြီးတော့ Manchester United ဘက်ကဒီကစားသမားရဲ့ကျွန်တော်ဒီ valuation ပေါ့လေတန်ဖိုးတန်မှတ်မှုမှာသူတို့ရှင် ပေါင်25သန်းလောက်ရမယ်ဆိုလို့ရှင်เนาะကျွန်တော်တို့အဲဒီကြပေါ့ရောင်းချသွားမယ့်အခြေအနေမှာရှိရပေါ့အဲ့ဒီအနေအထားမှာဆိုလို့ရှင် Jadon Sancho ရဲ့ကျွန်တော်ဒီအပြောင်းအလဲရသလို့ရှင်ねအဲ Jadon Sancho ဒီအသင်းမှာကျွန်တော်ဒီစာချုပ်တစ်နှစ်တာကျန်လို့လေဒါသမားတယောက်ကျွန်တော်ဖြစ်တယ်ဆိုတော့ပြီးခဲ့တဲ့ကျွန်တော်ဒီ2021ကတော့ Monsier ကနေပဲကျွန်တော် ပေါင်း83သန်းနဲ့ အဲကျွန်တော်ဝယ်ထားရပြီးတော့သူ့ရဲ့ကျွန်တော်ဒီပေါ့နော်အဲပြီးခဲ့တဲ့ရာသီမှာဆိုလို့ရှိရင်သူ Chelsea မှာ အားငါသွားကစားရတယ်အဲ Chelsea ဘက်ကနောက်ဆုံးမှာဆိုလို့ရှိရင်သူတို့ဒီပေါ့နော်အပိသက်ပြောင်းရွှေ့ကိုကျွန်တော်လှုပ်ဆောင်ခြင်းပေမဲ့လည်းပဲကျွန်တော်ဒီရာသမားရဲ့လောက်ခလာစာကိုပေးချနိုင်ခဲ့ခြင်းအဲမရှိတာဖြစ်တဲ့တကြောင်လို့ဒီလာစာကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးရနေရပါဘလို့မှသဘောတူညီမှုမရဖြစ်တဲ့တကြောင်လို့တို့အနေနဲ့ကျွန်တော်ပေါင်၅သန်း penalty fees ပေးပြီးရော Manchester United ကိုပြန်လွှတ်လိုက်တာဖြစ်တဲ့အချင်းဒီသားမှာဆိုလို့ရှိရင်လည်းအီတလီကလပ်တွေဖြစ်ကြတယ် နာပိုလီတို့အဲပြီးတော့ရှင်ကျော်ဒီအဂျူဗီနက်စုကစုံစိတ်ဝင်စားလာတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့နာပိုလီရဲ့အခြေအနေကိုကျွန်တော်တို့ကြည့်ရမယ်ဆိုလို့ရှိရင်လည်းနာပိုလီဟာဆိုလို့ရှိရင်ဒီဂျန်ဆာချိုဒီသူတို့ရဲ့ကျွန်တော်ဝင်ကာ list ထဲမှာအဲတယောက်အပောင်ဝင်ကျွန်တော်ဖြစ်တယ်ပေါ့နော်ဆိုတော့အရှိကျွန်တော်တို့စိတ်ဝင်စားနေတဲ့အထဲမှာဆိုလို့ရှိရင်ကျွန်တော်ဒီလီဗာပူးရဲ့ကျွန်တော် Federico Chiesa တို့ကျွန်တော်ပါတယ်ပြီးလို့ရှိရင်ဘိုလွန်နာရဲ့ Andrine တို့ကျွန်တော်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ PSG ရဲ့အဲဒီ Noah Lan ပေါ့နော် Noah Lan တို့လည်းကျွန်တော်ပါတယ် ဆိုတော့သူတို့ကကျွန်တော်တို့ဒီဘာနော်လက်ရှိကျွန်တော်တို့ဒီဒီ report မှာတို့လို့ရှိရင်ဒီကြည့်ရတာကနာပိုလီဘက်ကဝင်ငါကသူတို့ကနှစ်ယောက်လောက်ဒူးခြင်းလားဒီလက်ပွင့်မှာကိုပဲသူတို့ကနှစ်ယောက်လောက်ဒူးခြင်းတဲ့အခြေအနေမျိုးကကျွန်တော်ရှိနေတယ်ဆိုတော့ဒီတကြောင်လို့အဲဒီဘာနော်ကျွန်တော်တို့ဒီနာပိုလီနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်လုံးလုံးမေ့ထားလို့တော့မေ့ရဘူးဒါပေမဲ့နာပိုလီနဲ့ပတ်သက်ပြီးကျွန်တော်ထွက်ခဲ့တဲ့နောက်ဆုံးထွက်ခဲ့တဲ့ဂျန်ဆန်တို့နဲ့ပတ်သက်ပြီးသတင်းမှာဆိုလို့ရှိရင်ဆန်ချိုရဲ့ပြောင်းရွှေ့ခြေကိုလည်းသူတို့ကအဲဒီဘာနော်ကျွန်တော်ပေးချေလိုခြင်းမရှိဘူး ပြီးတော့ကျွန်တော်ဆန်ချိုရဲ့လောက်ခလာစာကိုလည်းပေးချေလို့ရမရှိဘူးဒါကိုကျွန်တော် Juventus ဘက်ကဒီနာပိုလီရဲ့အပြောင်းရွှေ့အပေါ်မှာ sorry နာပိုလီရဲ့ကျွန်တော်ဒီဂျင်းနဆန်ချိုအပေါ်မှာစိတ်ဝင်စားတဲ့ပုံစံအပေါ်မှာလို့ကကျွန်တော်တို့ဒီလက်ဦးမှုရယူနေတဲ့အခြေအနေမျိုးဆိုတော့ကိုရီအသင်းတို့ကဒါကောင်းတဲ့အခြေအနေပါဘာလို့ဆိုတော့ Juventus ဘက်ကအဲဒီဘာလို့ကျွန်တော်ပေါင်25သန်းနဲ့ကျွန်တော် close kit ရဲ့ပမာဏတစ်ခုဆိုလို့ရှိရင်တော့အသင်းဘက်ကလက်လွတ်သွားနိုင်မယ့်အခြေအနေမျိုးမှာရှိတယ် so တစ်ခုပဲကျွန်တော်စိုးရင်ရတာဒီ salary ပါ ဒါစားလေးတော်တော်လေးများရတယ်မှာပါတယ်။၃သိန်းကျော်ဆိုတဲ့ပမာဏကိုဘယ်သိန်းမှမပေးနိုင်ပါဘူး။ကျန်စံချိုဒီတေချာပေါက်ဆိုလို့ကျွန်တော်ဒီသိန်းတွေကိုပြောင်းမယ်ဆိုလို့ရှိရင်ဘယ်ဒီသိန်းတွေမှမဟုတ်ပါဘူး။ဘယ်သိန်းကိုပဲပြောင်းတော့သူ့အနေနဲ့ကြောင့်လောက်ခလာစားရှော့ရွာဝရှိတယ်။လောက်ခလာစားကိုဒီအတိုင်းယူမယ်တော့မဟုတ်ပုံများရလာတာယူရဆိုလို့ရှိရင်တော့ sorry ပဲကျွန်တော်သွားလို့ရမယ်။အဲလက်ရှိနေချာမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီဟိုဘယ် sorry ကလကမှာကျွန်တော်ကျန်စံချိုကိုလောကကျွန်တော်အမှန်ကန်ချင်းကလာမျိုးတွေဘာမှကျွန်တော်ရှိမနေဘူး။ အဲ့ရှိအချိန်တွေမှာဆိုလို့ရှိရင်ကျွန်တော်ဒီဒီအီတလီကလပ်တွေဖြစ်ကြတယ်နာပိုလီဂျူဗီနက်စ်ကတော့ချန်ဆန်ချိုရဲ့အပြောင်းအရွှေ့အတွက်ကျွန်တော်လှုပ်ဆောင်နေတဲ့အချိန်တွေမျိုးမှာကျွန်တော်ရှိနေပါတယ်ဆိုတော့အဲဒီပေါ့နော်ဒီကကျွန်တော်အခုလက်ရှိကျွန်တော်ဒီဂျူဗီနက်စ်ဘက်ကဒီအသင်းနဲ့ပေါ့နော်ကျွန်တော်ဗီဒီယိုကောရပါလေလုပ်ပြီးတော့ဒီဆန်ချိုရဲ့အပြောင်းအရွှေ့အတွက်မှန်ကန်ကျွန်တော်ဆွေးနွေးကြရမယ်ဘာညာဆိုတာကဒါကျွန်တော်တော်တော်လေးကိုကောင်းတဲ့အဲဒီပေါ့နော်ကျွန်တော်တည်င်းတစ်ခုကျွန်တော်ဖြစ်တယ်အဲ့ရှိကျွန်တော်ဒီပေါ့နော်အဲဒီဂျူဗီနက်စ်ဘက်ကကျွန်တော် ြည့်မယ်ဆိုလို့ရှိရင်လည်းသူတို့လဲကျွန်တော်တို့ဒီအရင်ကျွန်တော်တို့ဒီ financial အရအရင်ကောင်းတဲ့အရင်တောင်းတဲ့ထဲမှာသူမပါဘူးဒီတော့ကြောင့်မလို့ဒီနေဆန်ဂျိုရဲ့အပြောင်းရွှေ့မှာတော့ဒီနာပိုလီကိုကျွန်တော် beat လုပ်ဖို့ဆိုလို့ရှိရင်နာပိုလီရဲ့ထက်ပေါ့နော်နာပိုလီထက်ကျွန်တော်တို့ဒီလက်ဦးမှုရယူဖို့ဆိုလို့ရှိရင်သူအပြောင်းရွှေ့ကြည့်ကျွန်တော်တို့ဒီအဲဒီပေါ့နော် tighten တဲ့ပမာဏတကု United ကကျွန်တော် demand ဖြစ်တဲ့ပေါင်25တန်းနဲ့ close ဖြစ်တဲ့ပမာဏတကုကျွန်တော်ဖြစ်မှသာကျွန်တော်ကြားမယ်ခြင်းလေးမှာရှိနေတယ်အပြောင်းရွှေ့ကြည့်ကအရင်ပြဿနာမဖြစ်လာဘူး ောင်25တန်းဆိုတာကတယူယူအားဖြစ်သလိုရှင်တန်း30ပေါ့နော်အဲ့လောက်ကျွန်တော်ပဲရှိတယ်ဆိုတော့အဲဒီပေါ့နော်ဂျူပီတာဘက်ကအဆင်ပြေလောက်တယ်လို့ကျွန်တော်ကတော့ထင်တယ်အဲဒါအပြင်ကျွန်တော်ဒီနောက်တစ်ခုကကျွန်တော်ပါလဲဆိုလို့ရှင်ဒီလောက်ခနာစာပေါ့နော်လောက်ခနာစာအနေထားမှာတော့ကျွန်တော်ဒီဂျူပီတာဘက်ပြပြနာပိုလီပဲဖြစ်ဖြစ်လို့ကျွန်တော်တကယ်အမှန်တိုင်းပြောလို့ရှင်ပေးချေနိုင်တဲ့အထဲမှာမပါဘူးဒါပေမဲ့နာပိုလီကကျွန်တော်ပေးချေနိုင်ခြင်းမရှိဘူးပေးချေလို့စိမ့်မရှိဘူးဆိုပြီးတော့ဈေးရွှတ်တာအပြီးမှာဆိုလို့ရှင်ဂျူပီတာနဲ့အခု ဂျူပီတက်ကလည်းစိတ်ဝင်စားပါတယ်ဆိုတဲ့သတင်းမျိုးကျွန်တော်တို့ထွက်လာတယ်။ဒါသမားလောက်ခများရဲဆိုတော့ကျွန်တော်တို့အားလုံးသိထားပြီးသားပဲ။ဒါကိုဂျူပီတက်ကစိတ်ဝင်စားတယ်ဆိုတဲ့ဟာကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒီလောက်ခလာဇာကနာပိုလီထက်စားလို့ရှိရင်ဂျူပီတက်မှာအရင်ပြဿနာမရှိတဲ့ပုံစံမျိုးမှရှိနေတယ်။ပြဿနာတော့ရှိတယ်။ဒါပေမဲ့နာပိုလီလောက်တော့မစိုးဆိုတဲ့ပုံစံမျိုးမှရှိနေတယ်။ဆိုတော့ကြဲကြောင်းလို့ဒါကကျွန်တော်တို့ဒီအသင်းအတွက်တော်တော်လေးကောင်းတဲ့ United အတွက်တော်တော်လေးကောင်းတဲ့အဲဒီဘောနောအခြေအနေတခုကြောင့်ဖြစ်လာနေတယ်။ ဆိုင်ကျွန်းနဲ့ပတ်သက်ပြီးတော့ဒီဟို transfer တွေကကြောအပြိုင်ဆိုင်ဖြစ်နေဖို့တွေ့ဒါမှလည်းကျွန်တော်တို့ကဟိုဒိုဂျင်နဲ့ကျောတောင်းရွှေကြီးကိုကျွန်တော်ရနိုင်မှာပေါ့နော်ဆိုတော့အဲဒီနာပိုလီအနေနဲ့ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်လက်ရှိသူတို့တာဂတ်ထားတဲ့ဝင်ဂါတွေကအဲအရင်ကျောအချင်းတွေကောင်းတဲ့တမမပါဘူးအခီစာလိုမျိုးအဲဒီပေါ့နော်ကျွန်တော်တို့ဒီကစားကမမျိုးနဲ့ကျောကြည်တဲ့ဆိုင်သူတို့ကစားကမမျိုးကျွန်တော်ကြည့်ကြည့်လိုက်ဗျာကြီးစာမကောင်းဘူးကောင်းဒါမဲ့ကြီးစာဒီအဲကျွန်တော်တို့ဘယ်လိုပြောအောင်လဲကြာခဏကျွန်တော်တန်ရန်ရရတဲ့ကစားကမမျိုး ဒါမျိုးကျွန်တော်နာဗိုလီဘက်ကလိုချင်မှမယ်အဲလိုချင်မျိုးမှလည်းကျွန်တော်ရှိနေသေးတာအခုကျွန်တော်ဒီသူတို့အဲဒီဘောနော်နာဗိုလီတားခတ်ထားတဲ့ဘိုလွန်နာရဲ့တန်တန်ဒွိုင်းကအဲဒီဘောနော်လက်ရှိသူတို့ဒီဘိုလွန်နာနဲ့နာဗိုလီကြားထဲမှာအခုချိန်ထိကျွန်တော် agreement မရသေးဘူးနော်ဒီကနေ့မှရဲ့ကျွန်တော်ဒီ valuation မှာကျွန်တော်ပြဿနာဖြစ်နေတော့မယ်ဆိုတော့ပြောင်းရွှေ့ကြရကျွန်တော်ဟိလို့မရအောင်ဘောနော်ကျောအဲ့လိုမျိုးကျောင်းဖြစ်နေတယ်ကျောအဲဒီနေရာမှာကျော Chelsea ရဲ့အပြောင်းအရွှေ့ကိုကျောင်းကြည့်မယ် Chelsea ကကျော Gideon ကို Dortmund ကနေကျောခေါ်တော့မယ် မိမိသားမှာတော့မော်ကဒီဘိုလုံနာရဲ့ကြောတန်တန်တိုင်းကိုသူကလိုချင်နေတယ်။ဒါဒီနေရာမှာအချင်းကြီးကောင်းနေတယ်ဘိုလုံနာနဲ့တော့မော်ကြားနေမှာ။ဆိုတော့ဒါကိုကြည့်မယ်ဆိုလို့ရှိရင်နာပိုလီလည်းသူတို့ရဲ့တာဂက်တွေကတိတ်ပြီးတော့အချင်းကြီးကောင်းနေတဲ့အထဲမှာကြောမပါဘူး။ဘာလို့လဲဆိုတော့သူတို့ကကြောဒီနာပိုလီကကြောဝင်းငါကိုသူကနှစ်ယောက်လောက်လိုချင်နေတယ်။ဆိုတော့လူနေသားမျိုးမှာသူတို့ PSP ကနိုအာလန်ကိုသူတို့ရတယ်ဆိုပါတော့ဒါဆိုလို့ရှိရင်တော့မကျတော့ဒီခီဇာတန်တန်တိုင်းဂျီတန်ဆန်ချိုဆိုတဲ့နေသားမျိုးနေသားမှာကျတော့ဒီ အဲဒါနဲ့တော့ငါကအခုလက်ရှိကျွန်တော်တောင်းပန်တဲ့အချင်းလေးကောင်းနေတယ်ဆိုတော့အဲဒီဘာလဲကီဇာရဲ့ Genesis Sanctuary ဆိုတာပဲကျွန်တော်ကျန်တော့တယ်ဒီအချင်းလေးကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် Genesis Sanctuary လိုမျိုးကျွန်တော်ဒီအမြဲကျွန်တော်ဒီဘာလဲဟိုတန်ရာပါညာကင်းတဲ့ available ဖြစ်တဲ့ကစားသမားမျိုးကိုကျွန်တော်တို့ဘယ်မလားဒါမှမဟုတ်ကျွန်တော်ဒီအမြဲကျွန်တော်တန်ရာရနေတယ်အဲဒီမှာ Ferrigo ကီဇာလိုမျိုးပြီးလို့ရှိရင်ပြီးခဲ့တဲ့ရာတွေကကျွန်တော်ပွဲကစားခွင့်တော့မမှလုံးတော့မရတဲ့ကီဇာလိုမျိုးကစားသမားမျိုးကိုဘယ်မလားဒါတော့ နာပိုလီရဲ့အခြေအနေကိုကျွန်တော်ဆက်ပြီးစောင့်ကြည့်ရအောင်နော်ဘယ်လိုပဲဖြစ်ဖြစ်ဒီရောင်းရှိမှာကျွန်တော်တို့အဲဒီဘာသာနာပိုလီနဲ့အဲဒီဂျူမီနက်စ်တို့ဘက်ကဂျီဇန်ဆန်ယူအတောင်းကြီးတို့ကအပြိုင်ဆိုင်ဖြစ်နေတဲ့ကုမ္ပဏီမျိုးမှလည်းကျွန်တော်ရှိနေပါတယ်ဆိုတော့မန်ချက်စတာယူနိုက်တက်အနေနဲ့ဒီကစားသမားဖြစ်သူကိုဒီရာဒီမှာအပိသက်လက်လွတ်ခြင်းရဲ့အနေအထားမှာအပိသက်ကျွန်တော်တို့လက်လွတ်နိုင်မလားဘယ်သိန်းကိုရောက်သွားမလဲဆိုတာတော့ကျွန်တော်တို့ဆက်လက်ပြီးတော့စောင့်ကြည့်ရမယ့်ခြေနေမျိုးဖြစ်ပါတယ်ဆိုတော့ဒါကတော့နေ့ရက်ခန့်နဲ့မန်ချက်စတာယူနိုက်တက်ရဲ့ပတ်သက်တဲ့အသင်းမှာဆိုတော့ brother တို့ရောဘယ်လိုတွေမြင်ကြတယ်ကုမ္ပဏီမှာဝင်ရောက်ဆွေးနွေးပြီးတော့လည်းရပါတယ် အဲဒီစုအပင်းညီမငါလေးဒီနေ့ဒီမှာလည်း channel ကို subscribe လုပ်သေးဆိုလို့ရှိရင် subscribe လုပ်ပေးသားကြပါဦးအားလုံးနောက်ဆုံးပါလေကျွန်တော်နောက်ထပ် video မှာတွေ့ပါမယ်အားလုံးကြည့်ကြပါခင်ဗျာ